တခုသောဘဝတုန်းကဦးဇင်းတို့ရဲ့ဖခင်လောင်ကြီးပစ္စည်းဥစ္စာသိပ်ပြီးတော့အင်မတန်ကျွယ်ဝတဲ့တထေသာတယောက်ဖြစ်တယ်။အင်းအောင်နေပါလေကြာပြီးတော့နောက်တော့လူဘဝနဲ့ဆင်ကျယ်တဲ့အကျင့်ကိုကျင့်ဖို့မလွယ်ဘူးလို့နားလည်ပြီးတော့ပိုင်းဆိုင်မှုတွေပတ်သက်မှုတွေကိုအကုန်ွှန့်ပြီးတော့တော်ရဲမှာရသေးဝတ်ပြီးတော့နေတာ။ နှစ်ပေါင်းများစွာကတိုင်းပရိကံကိုစ조사အထုတ်ပေးမယ်လို့ဥစဉ်တို့ဖရာလောင်းကြီးဇံအဘိညာဉ်မရရှာဒီပြင်ဇတ်တော်တွေလဲဆိုရင်မကြခင်မှာပဲဇံအဘိညာဉ်ရတယ်လို့တွေ့ရတယ်အဲ့ဒီဇတ်တော်မှာမရအောင်ဘာကြောင့်မရသလဲဆိုတော့ဥစဉ်တို့ဖရာလောင်းကြီးကသူ့ရဲ့အမျိုးမြတ်တာကိုအကြောင်းပြုပြီးတော့မာနအင်မတန်ကြီးတယ်ဘိသိက်ဘာကြောင့်ဇံမရတာလို့မာနကြီးလို့လေအဲ့ဒါတိုးထဲမှာတရားတော်အထုတ်နေတာပဲတရားကမရအောင် အဲ့ဒါတနေ့တော့ဥပုံနဲ့တနေ့မှာသူ့ရဲ့ကြောင်းနေကိုကြောင်းဝင်နေကိုတိရစ္ဆာန်၄កောင်ရောက်လာတယ်အဲ့ဒီတိရစ္ဆာန်၄កောင်ကဥပုံဆောင်မယ်ဆိုတဲ့ရည်ရွယ်ချက်နဲ့ရောက်လာတာအခိုက်အတန့်တိရစ္ဆာန်ဖြစ်နေပြီမလို့အဲ့ဒါသူတော်ကောင်းအလောင်းအလျာတွေအဲ့ဒီတိရစ္ဆာန်တွေကပထမဘဇူရောက်လာလဲဆိုတော့အရှင်အနုရုဒ္ဓဖြစ်လာမဲ့ခိုကလေးရောက်လာတယ်အဲ့ဒီခိုကလေးကဘယ်နဲ့ကြောင်ရောက်လာတော့ဆိုတော့ အဲ့ဒီဥပုံနဲ့နက်နက်ခင်းမှာ သူကအစာရှာတယ်သူခိုမကလေးနဲ့အစာရှာတယ်အဲ့ဒီလိုအစာရှာနေတော့ကောင်းငင်ကစွန်တကောင်ကအဲ့ဒီခိုကိုလမ်းပြီးတော့တုတ်တာခိုမလေးကကန်ဆိုးတော့တင်းရဲ့စွန်ရဲ့လက်သေးချာမှာပါသွားတာအဲ့ဒါခေါင်းဖြတ်ပြီးတော့သွေးတန်ရည်ရဲ့စားပလိုက်တယ်အဲ့ဒီမှာဦးဇင်းတို့ရှင်အနုတို့တာဖြစ်လာမဲ့ခိုကလေးကတနေရာကနေကြည်ပြီးတော့ အင်မတန်စိတ်ရှင်းရတဲ့ပူလောင်တဲ့သူခံစားရတယ်။ငါခုမှလေးတည်သွားပြီမရှိတော့။အဲ့ဒါနဲ့ तू အစာဆက်ရှာလို့မရဘူးအင်မတန်ရှင်းရတယ်။အဲ့ဒီမှာ तू စဉ်းစားတယ်တဲ့ဘာစဉ်းစားတော့ဆိုဒီလောက်ပူလောင်တဲ့ရှင်းရဲ့ဘာကြောင့်ဖြစ်တယ်လဲလို့စဉ်းစားတယ်တဲ့။ဦးစင်ကဒါလေးတွေကိုသဘောကျတာဗျ။စိတ်တွေရှင်းရလာပြီဆိုရင်ရက်ပြီးတော့နည်းနည်းလောက်စဉ်းစားကြည့်စမ်းပါ။ အယက်ခံရှာတာနော်ဒါဘာကြောင့်ဆင်းရဲတာလဲဒါလေးစဉ်းစားသင့်အဲ့ဒီတော့အဲ့ဒီခိုလေးကညံရှိတဲ့ခိုကလေးဆိုတော့အပြည့်မှန်တွေ့တယ်ဩငါရဲ့ခိုမရဲ့အပေါ်မှာမပြတ်သားတဲ့တန်ရောစဉ်အနှောင်အဖွဲ့ကြောင့်ငါစိတ်ဆင်းရဲတာကိုစွန်ရဲကြောင့်စိတ်ဆင်းရဲတာလို့ဒီလိုအပြည့်မှားမတွေ့ဘူးနော်ခိုမလေးတေလို့စိတ်ဆင်းရဲတာလို့လည်းဒီလိုအပြည့်မှားမတွေ့ဘူးနော် ပြင်းပြင်းခုံမတွေလည်းသေးနေတာပဲဗျာအဲ့ဒါသေးတော့ तू စိတ်ဆင်းရဲလားမဆင်းရဲဘူးဘသူခိုသေးလို့ तू စိတ်ဆင်းရဲတာလဲငါခိုသေးလို့စိတ်ဆင်းရဲတာအဲ့ဒီငါခိုဆိုတာကိုကစပြီးတော့ဆက်သွယ်မှုတန်ရောစဉ်ပေါ့ဗျာဟုတ်လားအဲ့ဒီတော့အဲ့ဒီတန်ရောစဉ်တဏှာတရားကြောင့် तू စိတ်ဆင်းရဲတာလို့အကြောင်းမှန်ကိုတွေ့တော့ तू အကြောင်း तू စဉ်းစားတာနော်ဒကမကြီးမြတ်ဒီတဏှာတန်ရောစဉ်ကိုငါ ေသက်မယ်နှိတ်ကွ့မယ်ဆိုတဲ့စိတ်နဲ့အဲ့ဒါဦးဇင်းတို့ဘုရားလောင်းရဲ့အကြောင်းကိုရောက်လာတာတဲ့သူ့ရဲ့ဥပုသ်ဆောင်ခြင်းရည်ရွယ်ချက်တဏ္ဍာန်ရောစင်တွေကိုစွန့်ခွာဖို့နှိတ်ကွ့ဖို့အနိုင်ယူဖို့ဆိုတဲ့ရည်ရွယ်ချက်နဲ့အကြောင်းကိုရောက်လာတာဥပုသ်တွေတွေဥပုသ်ဆောင်ကြတဲ့အခါမှာဒီလိုရည်ရွယ်ချက်လေးတွေရှိတုန်းကရှိခဲ့ဘူးတယ်ဆိုတာလေးကိုတတိထားဖို့မလိုဘူးလားလိုတယ်အဲ့ဒါကခိုးရဲ့ရောက်လာခြင်းအကြောင်း နောက်ထပ်ရောက်လာတာကမွေတကောင်ရောက်လာတယ်။အဲ့ဒီမွေကရှင်သာရိပုတ္တရာဖြစ်လာမဲ့မွေ။သူကဘာလို့ရောက်လာတော့ဆိုတော့တိုးထဲမှာသူ့နေရာသူ နေတာပါပဲ။အဲ့ဒါအဲ့ဒီယွာနီနာကလူတွေကတကိုယ်လုံးဆွတ်ဆွတ်ဖြူနေတဲ့နွာလာဥဒ္ဓဖာကြီးကို ပန်းနေပန်းဆေးအောင်စုံတွေချဲပြီးတော့ပူဇော်ကြတာတဲ့ဗျာ။ဦးစီပုံမောင်းတွေတီးပြီးတော့အဲ့ဒါနွားကြီးကလည်းပျော်လွန်းလို့ခုံပေါက်ပြီးတော့တခါလဲဂျူရီပါတွေတွေ့ခွာတွေပါတွေရက်တော့ စောစောတုန်းကအိတ်နေတဲ့မွေရဲ့အမီးကိုတက်နေမိတာအဲ့ဒီမှာစိတ်တူပြီးတော့ဒေါသကိုမထိန်နိုင်မဲနဲ့အဲ့ဒီနွားကြီးကို ပေါက်လိုက်တာအဲ့ဒီနွားကြီးဟာအဲ့ဒီနားတဲ့ပွဲချင်းပြီးသေချာတယ်နွားကြီးသေတော့လူတွေကလည်းပဲဟာနွားကြီးသေတယ်ဆိုစိတ်မကောင်းဖြစ်တဲ့လူကဖြစ်ငိုတဲ့လူကငိုဒီလိုဖြစ်တယ်အဲ့ဒါကိုတဏှာကနေမွေကကြည်ပြီးတော့ဩကြည်စမ်းနွားကြီးလည်းသေရလူတွေလည်းစိတ်မကောင်းဖြစ်ရတယ် ငါလည်းပဲငါလှုပ်ရက်အတွက်စိတ်မချမ်းမသာဖြစ်ရတယ်ဒီလိုအကျိုးနည်းမှုတွေစိတ်ဆင်းရဲမှုတွေဘာကြောင့်ဖြစ်တာလဲလို့သူကလည်းအကြောင်းရှာတယ်သူအကြောင်းသူတွေးနေတာနော်အဲ့ဒီမှာအဖြေတွေ့တယ်ငါရဲ့ဒေါသငါရဲ့မထိန်နိုင်မသိမ့်နိုင်တဲ့ဒေါသအဲ့ဒီဒေါသကြောင့်ငါသူတစ်ပါးနှစ်ဦးသာဆင်းရဲသွားကြတာဒီဒေါသကိုငါနှိတ်ကွမဲဆိုပြီးတော့သူကအကြောင်းကိုရောက်လာတာ ဥပုံဆောင်ခြင်းရဲ့ရည်ရွယ်ချက်လေးတွေကောင်းတယ်နော်ဒီနေရာမှာပြောတာကတော့ကိုယ်အကြောင်းကိုစဉ်းစားကိုယ်မကောင်းမှုကနေကိုယ်လွတ်အောင်ယုံတာဆိုတာလေးကိုပြောနေတာဟုတ်လား